အားလုံးမင်္ဂလာပါကျွန်တော်မင်းမင်းပါကဲကျွန်တော်တို့ဗီဒီယိုလေးတွေမလုပ်ပေးရတော်တော်လေးလဲကြာပါပြီဖြစ်ပါတယ်ဒါကြောင့်မလို့အခုဒီ6လမဲ့6လပိုင်းထဲမှာပေါ့နော်ကျွန်တော်တို့ဒီ CI စာအုပ်လေးဖြစ်မှာနဲ့ပတ်သက်ပြီးတော့ဒီထဲမှာကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကတည်းကတို့ထားတဲ့အုပ်စုတွေရောလက်ရှိမှာဗိုက်ရိုက်ထားပြီးတော့ကျွန်တော်တို့ဘာမှမလုပ်ကသေးတဲ့ညီကောင်မတွေအတွက်ဒီဗီဒီယိုလေးမှာကျွန်တော်လာရောက်ပြီးတော့ဘယ်လိုတွေဆက်ဆက်လုပ်ရမလဲဆိုတာကိုလာရောက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့လဲဒီဗီဒီယိုလေးကိုပြန်လဲ share လေးလုပ်ပေးဖို့အားလုံးကိုကျွန်တော်တောင်းဆိုပါတယ် โอเคကျွန်တော်တို့ဒီ6လပိုင်းထဲမှာကျွန်တော်တို့ CI စာအုပ်တွေဖွင့်မှာနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ဒီထဲမှာအုပ်စုနှစ်စုကျွန်တော်တို့ခွဲထားမှာဖြစ်ပါတယ်။เนาะကျွန်တော်တို့ဒီစာအုပ်တတန်းတိုးထားတဲ့လူဟောင်းသမားတွေအနေနဲ့ကိုကင်ထားတဲ့တချို့က CI စာအုပ်ကင်ထားတဲ့လူရှိတယ်တချို့ကစာအုပ်နေကင်ထားတဲ့လူရှိတယ်။ဒီထဲမှာဘယ်လိုပုံစံနဲ့ပဲကင်ထားကင်ထားဗောနော်ကျွန်တော်တို့စာအုပ်ရဲ့မျက်နှာပြင်တွေကိုကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်။ စာအုပ်ရဲ့ညနေပြင်မှာကျွန်တော်တို့ဒီစီရင်စာအုပ်သမားတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီ2022ကနေပြီးတော့ကျွန်တော်တို့လောက်ထားတဲ့လူတွေအနေနဲ့ကျွန်တော်တို့2026ဆိုလို့ရှိရင်ကျွန်တော်စာအုပ်တွေညနေပြင်တွေဒိတ်ကုန်တော့မှာဖြစ်ပါတယ်။ဒါကြောင့်မလို့လေအခုဒီ6လပိုင်းထဲမှာစီရင်စာအုပ်တွေကိုတို့ကဒီလက်ရှိတန်းတန်းတိုးနေတဲ့လူဟောင်းသမားတွေအတွက်အဓိကထားပြီးတော့ရုံစိုးတို့စတင်ဖွင့်လှစ်ပြီးတော့မှာဖြစ်ပါတယ်။နော်စီရင်စာအုပ်တွေကကျွန်တော်တို့က၄နှစ်ပဲနဲ့နဲ့ပြတန်စာအုပ်တန်ရတာဖြစ်လို့ပေါ့နော်ကျွန်တော်တို့ကအာကိုယ့်ရဲ့စာအုပ်ရဲ့ဒိတ်ကူကူကြည့်ရမှာဖြစ်ပါတယ် ထဲမှာတချို့ကမေးလိုက်ကြမယ်ကျွန်တော်တို့ CSR ဥပဒေမလုပ်ဘဲနဲ့ပေါ့နော်စာအုပ်အနည်းတွေကိုတန်းပြီးတော့ရှောက်လို့ရမလားဆိုပြီးတော့မေးလာမယ်ညကောင်မတော်မတွေအတွက်နော်အာကျွန်တော်တန်းပြီးတော့ရှောက်လို့ရပါတယ်ဒီထဲမှာကျွန်တော်တိထားရမှာကကိုက CSR ဥပဒေအဟောင်းကင်ထားတယ်တက်တန်းတူထားတဲ့နေရာမပြီးသေးဘူးပေါ့နော်ဒီလူတွေနဲ့ကစာအုပ်အနည်းကိုတန်းပြောင်းခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကမှတ်ပုံတင်ကျွန်တော်တို့အင်တော်စုတွေကျွန်တော်တို့လက်ထဲမှာရှိထားရမှာဖြစ်ပါတယ် ဒါကတော့ကိုနေရဲနဲ့မှာကိုလုံးတဲ့ agency တွေနဲ့တည်းဆက်သွယ်ပြီးတော့ကျွန်တော်လုံးလို့ရတာလည်းဖြစ်ပါတယ်ပေါ့နော်ဒီထဲမှာစာအုပ်အနည်းကိုတန်းရှောင်းမဲ့လူတွေနဲ့သိထားရပါကကိုကခြားဘာသာဝင်တွေဖြစ်တဲ့ဥပမာကျွန်တော်ရဲ့ဆလံတို့ကျွန်တော်တို့ဒီနော်ဂေါ်ရခိုင်းညက်လည်းကျွန်တော်တို့ရဲ့လက်ထက်မှာအချက်နဲ့တိပြည်စုံမှတာလည်းကျွန်တော်တို့ကဒီစာအုပ်အနည်းကိုတန်းရှောင်းလို့ရမှာဖြစ်ပါတယ်အဲ့လူတွေတွေနဲ့ကတော့ကျွန်တော်အကြံပေးချင်တာက CI စာအုပ်ကိုပဲပြန်လည်ပြီးတော့ရှောက်ဖို့နော်အဓိကကျွန်တော်အကြံပေးတာဖြစ်ပါတယ်ဒါကတော့လက်ရှိတန်းတိုးမဲ့လူတွေနေနဲ့သိထားရမယ့်ချက်လက်ပေါ့နော်အချို့ကစာအုပ်အစိမ်းရောင်နေရှိတယ်ပြီးတော့ကွန်မန့်မသိ ည်ဘူးအခုလက်ရှိကျွန်တော်တက်တန်းတိုးတဲ့လူဟောင်းသမားတွေကကျွန်တော်တို့ကအာကျွန်တော်တို့ဗီဇာနဲ့နှင်းဝပါမယ်နဲ့နှင်းကျွန်တော်ရရှိမှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်တို့အခုစာအုပ်ဖွင့်ပေးတဲ့အနေအားမှာတချို့ကစာအုပ်ကတစ်နှစ်ပဲရှိတော့တယ်6လပဲရှိတော့ပဲဆိုတော့ဒီလူတွေနေကကျွန်တော်တို့စာအုပ်မျက်နှာပြင်တွေကိုကျွန်တော်ပြောတာနော်ဒီလူတွေနေကကျွန်တော်တို့စာအုပ်တွေစီရင်စာအုပ်တွေဖွင့်လာတဲ့နေရာမှာစာအုပ်အစ်စ်တွေပြန်လျှောက်ပြီးမှကျွန်တော်တို့ဗီဇာတွေကိုဆက်ပြီးတော့ထုတ်ရမှာဖြစ်ပါတယ် ဒါကတော့ကျွန်တော်တို့လက်ရှိလူဟောင်းသမားတွေအတွက်เนาะဘယ်နေ့ဘယ်ချိန်မှာဘယ်လိုတွေဆက်လုပ်ရမလဲဆိုတာကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဒီလူဟောင်းသမားတွေအတွက်ကျွန်တော်ထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့လူသစ်အပိုင်းရိုက်ထားပြီးသားလူတွေ အခုချိန်ထိကျွန်တော်တို့လက်ထဲမှာ name list စာရွက်တိတဲ့ပဲရထားတယ်။ဘိုင်နူမဲ့ကိုခေါ်တဲ့ဝတ်ပါမဲ့စာရွက်တွေမရထားသေးတဲ့လူတွေလည်းကိုယ်လက်ရှိနေတဲ့နေကကိုယ်အပ်ထားတဲ့ပွဲစားတွေအင်ဂျင်စီတွေမှာကျွန်တော်တို့တောင်းပြီးတော့တင်ထားဖို့လိုလာပါပြီ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ CSR ဥတွေကိုရိုက်တဲ့နေရာမှာကျွန်တော်တို့စီမှာဒီကျွန်တော်တို့ရဲ့ name list စာရွက်တွေဘိုင်နူမဲ့စာရွက်တွေအဓိကကတော့ကျွန်တော်တို့ တော်ပေါ်ရုံးမှာလက်ဝဲနှိပ်ထားတဲ့စာရွက်တွေလိုတာဖြစ်ပါတယ်။ဒီထဲမှာကျွန်တော်တို့လုပ်သမားတွေအနေနဲ့ကမှသိတာတော်ပေါ်ရုံးကလက်ဝဲနှိပ်ထားတဲ့စာရွက်ကဘယ်လိုစာရွက်လဲမင်းနေကြမဲ့လူတွေကကိုယ်ပြောကျွန်တော်ခုနကပြောသွားတဲ့ဒီဘိုင်အနုမဲ့လို့ခေါ်တဲ့ဝတ်ပါမဲ့စာရွက်နော်အဲ့ဆန်ရက်ပေါ်မှာကျွန်တော်တို့ကတောမောရုပ်ကလက်ဝင်နေတဲ့အခါမှာအဲ့ဆန်ရက်ပေါ်မှာတို့ကစိတ်ထုပ်ပေးလိုက်တာဘယ်နေ့ကဘယ်ရက်မှာကျွန်တော်တို့လက်ဝင်လာနှိပ်သွားပြီးဆိုပြီးတော့ဒါတို့တတ်မှတ်ပေးလိုက်တဲ့ဒါအချက်လက်ကိုကျွန်တော်ကတချို့ကမသိကြဘူးဒါလေးကိုကျွန်တော်တို့နားလည်ထားဖို့လိုပါတယ် နော်အကြောင်းမလို့ဥပမာချိုးကလက်မမနှိမ့်ကားဒီအကိုကြီးချိုးလက်မဘလို့နှိမ့်ကားမလဲကိုကိုသွားနေလို့ရလားရပါတယ်တော်မောင်ယုံမှာကိုနေတဲ့နေကတော်မောင်ယုံကိုသွားပြီးတော့ကိုလက်ရှိရထားတဲ့ name list စာရွက်နဲ့ကိုကင်ထားတဲ့ by number လို့ခေါ်တဲ့ဝပမဲ့စာရွက်ဒီစာရွက်ရှိုံနဲ့ကျွန်တော်တို့သွားပြီးတော့လက်ဝင်နှိပ်လို့ရပြီဖြစ်ပါတယ်။နော်။လက်ဝင်နှိပ်တာကတော့ကျွန်တော်ဒီငါးလမဲ့ကုန်ထီကျွန်တော်နှိပ်လို့ရနေတော့မှာလူလုံးစင်မှာနော်ဒါကတော့လက်ဝင်မနှိပ်ကြသေးတဲ့လူတင်မရိုက်ထားပြီးသားလူတွေအတွက်ကျွန်တော်တို့ CI စာအုပ်တွေကိုလုံးတော့မယ်ဆိုရင်ဒီလူတွေနဲ့တိထားရမှာက လက်ဝင်နေခဲ့တဲ့စာရွက်မရှိဘူးဆိုရင်ကျွန်တော်တို့က CSR အုပ်ကိုလောထဲမှာလုပ်လို့ရမှာမဟုတ်ပါဘူးအကွာတော့အရင်တော့လုပ်ခဲ့တာကပွဲစားတူနော်တချို့ပွဲစားတွေကဒီ name list ကျွန်တော်လက်ဝင်နေထားတဲ့စာရွက်တွေကိုမပေးတဲ့လူတွေလည်းရှိပါတယ်နော်ဒါကြောင့်မလို့ကိုအဲ့လိုက်ပွဲစားတွေကတည်ရတဲ့ရည်ရဖို့လိုပါတယ်နော်ဒါကြောင့်မလို့အခုကိုက CSR တွေလုပ်တော့မယ်ကိုကဥမာပြအရင်လုပ်ခဲ့တဲ့ပွဲစားနဲ့မလုပ်တော့ဘူးစီမံပြေလို့တခြား agency တွေပွဲစားတွေနဲ့ပြောင်းလုပ်မယ်ဆိုရင်ကျွန်တော်ပြောသွားတဲ့ name list စာရွက်နဲ့ဝတ်ပါမယ့်စာရွက်လက်ဝင်နေပြီးသားစာရွက်ဒီသုံးမျိုးကျွန်တော်တို့လိုလာမှာဖြစ်ပါတယ် နော်ဒါကတော့ကျွန်တော်တို့လက်ရှိ CSR ကိုအစ်လုံးမဲ့လူဟောင်းအာလူ sorry လူတိတမားတွေအတွက်ကိုကျွန်တော်ဒါအဓိကထားပြောတာပါနောက်တစ်ခုကတော့တချို့ကစလူတိမိုင်းရိုက်ထားပြီးတော့မြန်မာပြည်ကနေပြီးတော့စာအုပ် visiting နဲ့ပါလာတဲ့လူတွေနေအခုအချိန်မှာချိုးကြတော့လဲစာအုပ်တွေကိုပြီးစားထုတ်ပြီးတော့သုံးလင်းရဲ့လူတွေလည်းအများကြီးပါ ဒါပေမဲ့ဒီထဲမှာငွေသိထားမှာကကျွန်တော်ဒီထိုင်းနိုင်ငံတောင်ပိုင်းဆူဒါမှာနေတယ်ကျွန်တော်တို့ဒီကော့ဘန်ဂန်ကော့ဆူမီကော့တောင်ကျွန်းအလူတွေဒီကျွန်တော်တို့ဆူလက်နာကတဝက်ကညီကိုတွေအားလုံးလည်းအခုဒီ6လပိုင်းထဲမှာ CIA နေဖွင့်တဲ့အခါမှာစာအုပ်တွေ CIA စာအုပ်တွေကိုလုံးချင်တဲ့လူတွေရှိရင်ကျွန်တော်ရဲ့ဒီ page ကဖုန်းနံပါတ်ကိုဆက်သွယ်လာပြီးတော့လည်းပေးမြန်လို့ရပြီဖြစ်ပါတယ်ဇင်းလုံးတွေကိုတော့ကျွန်တော်တို့ဒီလာမကုန်ခင်မှာထပ်ပြီးတော့ကျွန်တော်အသေးစိတ်လေးပြန်လဲပြောပြပေးပါပါ နော်အခုချိန်မှာစီရင်ဆောင်တွေလုံးချင်းနဲ့ကိုကအရင်ပွဲစားနဲ့မလုံးချင်တော့ဘူးဆိုရင်ကိုလုံးထားခဲ့တဲ့ပွဲစားတွေစီကအချက်လက်တွေနော်ကျွန်တော်ပြောသားတဲ့ name list စာရွက်တွေ web page ဘာနီမလို့ခေါ်တယ်ဟုတ်ပါပြီစာရွက်တွေပြီးရင်လက်ဝင်နေတဲ့စာရွက်တွေကိုတောင်းလာပါ Okay လက်ဝင်နေတဲ့စာရွက်တွေမရဘူးမပေးလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ ဘက်ကနေပြီးတော့စီစဉ်ပြီးတော့လုပ်ပြီးလို့ရတဲ့အချက်တွေအများကြီးရှိပါတယ်။အရာဟုတ်လို့လည်းကျွန်တော်တို့လူသစ်သမားတွေရောလူဟောင်းသမားတွေရောကျွန်တော်တို့စောင့်မျှော်နေတဲ့ဒီနော်ဒီစာအုပ်တွေဘယ်တော့ရမလဲဘယ်တော့ပြီးမှလဲဆိုပြီးတော့မျှော်နေတဲ့ညီကိုတွေအတွက်ဒါအခုကျွန်တော်တို့ရှေ့လာမဲ့လတွေမှာလူဟောင်းသမားတွေတက်ပို့ပြီးတော့တည်ကြတဲ့အဖြစ်တွေရရှိတော့မှာဖြစ်ပါတယ်။ အခုကတော့ဒါစီရင်စာအုပ်နဲ့ပတ်သက်ပြီးတော့ဖွင့်လာမယ့်အခြေအနေမှာလူကိုတစ်တမားတွေအနေနဲ့ဒါစာအုပ်တွေကိုရှောက်မယ်ဆိုလို့ရှိရင်လောအောင်မယ့်ပုံစံတွေလက်ထဲမှာရှိတာမယ့်ချက်လက်တွေကိုဒါကျွန်တော်လည်းရောက်ပြီးတော့အတိအပြည့်ပြောပြသွားတာဖြစ်ပါတယ်နော်ကြောက်လို့လေဗီဒီယိုလေးကိုတခြားနေရာညီကိုမောင်မားနေရအောင်ပြန်လဲ share နဲ့လုတ်ပြီးကိုအားလုံးကိုကျွန်တော်တောင်းဆိုပါတယ်နော်ဗီဒီယိုလေးကိုလည်းနောက်ပိုင်းကျွန်တော်တို့ဒါအသေးစိတ်ကိုကျွန်တော်နောက်ပိုင်းမှာအစီအရင်ကျွန်တော်ထပ်ပြီးတော့ဒါနောက်ပိုင်းမှာဆိုလို့ရှိရင်ဒါလူဟောင်းသမားတွေအတွက်ကောဒါဆက်ပြီးတော့လုတ်ဆောင်ရမယ့်ချက်တွေအများကြီးဖြစ်လာပြီးဖြစ်ပါတယ်ကြောက်လို့လေနောက်ပိုင်းဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြရအောင်အဲ့အတွက်လည်းအားလုံးကိုကျွန်တော် 这是他妈的。